ငလင်မလှုပ်ခင်ကျွန်တော်တို့ဘာတွေပြင်ဆင်ထားရမလဲပေါ့အဲ့တော့ငလင်လှုပ်နေစေဘာတွေဆောင်ရွက်ကြရမလဲပေါ့နောက်တော့ငလင်လှုပ်ပြီးဘာတွေလုပ်ကြရမလဲဒါလေးတွေကိုအများပြည်သူတွေကကျွန်တော်တို့သိတင်တယ်ဆောင်ရွက်တင်တယ်အဲ့တော့ဆိုပါစို့ခုနကအင်ဂျင်နီယာနဲ့ကျွန်တော်တို့ကကွန်ဆာလုပ်လိုက်တယ်ဆွေးနွေးလိုက်တယ်ဆွေးနွေးလိုက်လို့ကိုယ်အင်ကဟိုဟိုအတန်တင့်နေလို့ရသေးတယ်ဆိုရင်တောင်မှပဲကျွန်တော်ကအပြင်ဘက်ကိုငလင်လှုပ်တဲ့ချိန်မှာ evacuate ပေါ့ဘေးလွတ်ရာကိုသွားဖို့ရာအတွက်ကိုမိသားစုဝင်အချင်းချင်းကိုမတို့ဘယ်လန်းဘယ်နေရာဒီ အိမ်အတွင်းထဲမှာပဲဖြစ်ဖြစ်အိမ်အပြင်မှာပဲဖြစ်ဖြစ်အန်ဒီအကင်းဆုံးနေရငလင်းလှုပ်လို့ရှိရင်အဲ့ဒီနေရာကိုကတော့သွားကြမယ်မိသားစုဝင်တွေဘယ်လမ်းကနေသွားမယ်ဆိုတဲ့လမ်းကြောင်းလေးတွေရွေးထားရမယ်ဆိုတော့အဲ့ဒီလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့အနောက်ရှေ့မှန်သမျှအတားစီခလုတ်တိုက်မဲ့ဟာတွေမှန်သမျှအကုန်လုံးရှင်းထားရမယ်အပေါ်ကပြုတ်ကြမဲ့ဟာတွေအကုန်လုံးရှင်းထားရမယ်မကြာခဏလေ့ကျင့်ပေးရမယ်ဆိုတဲ့အခါကျတော့ငလင်းလှုပ်တာကစက္ကန့်ပိုင်းပဲကျွန်တော်တို့ကိုယ်စီကိုငလင်းလိုင်းကပထမဦးဆုံး primary wave ခေါ်တာပေါ့ရောက်လာလိမ့်မယ်နောက်ဆက်တွဲ secondary wave ုတိယအလှန်ရောက်လာနိုင်မယ်ဆိုတော့အဲ့ဒီရဲ့ကြားထဲမှာအချိန်သီး15စက္ကန့်လောက်ပဲရတယ်ဆိုတော့အဲ့ဒီ15စက္ကန့်ကိုကျွန်တော်တို့ကဟိုမိမိရဲ့အသက်ကိုကယ်ဆယ်နိုင်ဖို့ရတဲ့အတွက်အထောက်ချကြရတာအဲ့တော့မကြာခဏကျွန်တော်တို့လေ့ကျင့်ပြီးဒါမျိုးလေးတွေကျွန်တော်တို့ဟိုပြင်ဆင်ထားမယ်ဆိုရင်ကျွန်တော်ထင်တယ်ဟိုလုံးဝကြီးမဟုတ်တော့ဘူးလေတော်တော်များများကျွန်တော်တို့ငလီအန်ဒီကိုဟိုရှော့ချနိုင်လိမ့်မယ်လို့တော့ယုံကြည်ပါတယ်ဟုတ်ကဲ့